ကျွဲကောင်စီဒီပုံကိုတခါတုံးခွက်မှာထည့်ပြီးအမိုက်ပုံးတဲ့ထည့်ခဲ့လို့လူပြောများနေရဲ့ရွှေပလင်ဆိုင် မြန်မာလူမျိုးတွေအထွတ်မြတ်သားရရွှေတကုံစီတီတော်ဘုံကုံတခါတုံးခွက်ထဲမှာပုံတစိပ်ရိုင်းနှိတ်ခက်လို့လူပြောများနေရကတော့ရွှေပလင်စားတောက်ဆိုင်မှာရွှေပလင်စားတောက်ဆိုင်ဆိုတာကတော့ရန်ကုန်မန္တလေးအမြန်လမ်းမကြီး39မိုင်ဘောနက်ကြီးရင်းရနာစခန်းမှာတရှိရဖြစ်ပါတယ်အထူးသဖြင့်တော့ရွှေပလင်စားတောက်ဆိုင်ကရန်ကုန်မန္တလေးအမြန်လမ်းမှာခရီးသွားကြတဲ့လုံသားပြည်သူတွေစားသုံးအားပေးကြတဲ့ဆိုင်ဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုခါမှာတော့မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တွေအထွတ်မြတ်သားရရွှေတကုံစီတီတော်ဘုံကုံတခါတုံးကော်ဖီခွက်ထဲ ဲအမှတ်တရရိုင်းနေခဲ့ရာကြောင့်လူပြောများနေရဖြစ်ပါတယ်။ တကယ်ဆိုရင်နိုင်ငံတကာနိုင်ငံရဲ့ယဉ်ကျေးမှုအမှတ်တံဆိပ်ကိုခွက်တွေအင်ဂျီတွေမှာတစိမ့်ရိုက်နှိပ်တဲ့ကိစ္စကအစမ်းတော့မဟုတ်ပါဘူး။ဒါပေမဲ့လည်းစန်းနာကဗုဒ္ဓဘာသာဝင်တွေအထွတ်မြတ်ထားရရွှေတကုံစည်တီတော်မြတ်ကြီးဖြစ်နေပါတယ်။ဒါအပြင်တစ်ခါသုံးခွက်ဖြစ်နေတာကလည်းအဓိကပြဿနာတစ်ခုဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းတစ်ခါသုံးခွက်ဆိုတာကလူတွေတောက်သုံးပြီးရင်အပိုင်ပုံးနဲ့ထဲတော့စီးမဲကမ်းမဲလွတ်ပြစ်တာတွေကိုလုပ်ကြပါတယ်။ဒါကြောင့်ခွက်ပေါ်မှာတစိမ့်ရိုက်နှိပ်ထားတဲ့ရွှေတကုံစည်တီတော်မြတ်ကြီးရဲ့ပုံတွေကအမိုင်ပုံးနဲ့ကိုရောက်သွားတယ်လို့ဖြစ်နေခဲ့ပါတယ်။

ဒါကတင်းတော်မှုမရှိလာပါဘူး။ဒါကြောင့်လေလူတွေကရွှေပလင်းဆိုင်ကတခါတုံးခွက်ကိစ္စကိုအင်တာနက်ပေါ်မှာတော်တော်လေးဝေဖန်နေကြတာဖြစ်ပါတယ်။အခုခါမှာတော့မြန်မာနိုင်ငံရဲ့တာရဏာရေးဝန်ကြီးဌာနနဲ့အတူမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ကရန်ကုန်မန္တလေးအမြလန်းပေါ်ကရွှေပလင်းဆိုင်ကိုရှောင်းတခင်ဝင်ရောက်စစ်ဆေးရမှာရွှေဒဂုံစီတီတော်ပါတယ်။တခါတုံးခွက်25ခွက်တိတိတွေးခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်ရွှေပလင်းဆိုင်ကိုဘာသာရေးအရာတမင်တကာစော်ကားတာလားမတော်တဆဖြစ်တာလားဆိုတာကိုစုံစမ်းနေရလို့သိရပါတယ်။ဒီလိုမျိုးရွှေ ီကောင်စီတော်ကိုတခါသုံးခွက်မှာအတုံးပြူတဲ့ကိစ္စနဲ့ပတ်သက်ပြီး တချို့တော့လူတွေကတော့ရွှေပလင်ဆိုင်ကိုပြင်းပြင်းထန်ထန်အရေးယူတဲ့လို့ဆိုကြသလိုတချို့ကလည်းမတင်နာမလဲလို့ဖြစ်တာပါဆိုပြီးကောက်ွယ်ကြတာတွေရှိပါတယ်။အခုရပိုင်းမှာတော့ဗုဒ္ဓဘာသာဝင်တွေနဲ့ပတ်သက်တဲ့ထိလွယ်ရှာလွယ်ကိစ္စတွေဟာအင်တာနက်ပေါ်မှာတော်တော်လေးပြန့်နှံ့နေပါတယ်။ဒီကနေ့ရပိုင်းမှာဆိုရင်လေမန္တလေးမြို့ကနမကြီးတင်ငန်းဆိုင်ကအမျိုးသမီးနှစ်ဦးကမေတီလာရှင်တင်ငန်းကိုဝစ်ဆင်ပြီးတော့လိုက်စေးရောင်းချနေရကြောင်းတော်တော်လေးကိုပြင်းထန်စွာနဲ့ဝေဖန်ခံခဲ့ရပါတယ်။အထူးသဖြင့်တော့ဖျားစီဒီပုံတွေတန်ကားတော်တွေဝစ်ဆင်တဲ့တင်ငန်းတွေ င်သီလရှင်တွေရဲ့သင်ငန်းတွေဟာလူတွေအထုမြတ်ထားကိုးကွယ်ကြရပါတယ်။ပတိန်ကြီးမြို့နယ်ကသင်ငန်းတိုက်တစ်ခုကတော့အမျိုးသမီးကသပင်ကိုစရုံးထုံးကသီလရှင်ဝိယုံကိုဝိဆင်ပြပြီးတော့ဒီအထယ်လေးကတော့ဘလူမျိုးခြိသားနဲ့လှုပ်ထားတာဖြစ်ကြောင်းဘလူမျိုးဝိဆင်တင်ကြောင်းပြောဆိုနေရဖြစ်ပါတယ်။ ဒီလိုမျိုး online ကနေဒီလရှင်သင်ကန်းတွေကိုရောင်းချမယ်ဆိုရင်တောင်တရုတ်တရေရောင်းချတင်တာဖြစ်ပြီးလူတွေဝိတဲ့အဝိလိုမျိုးဝိစင်ကအော်ဟိရောင်းချနေရကဘလို့မှအမြင်မသိတော့တာပဲဖြစ်ပါတယ်အထူးသဖြင့်တော့မေဒီလရှင်ဝိစုံကိုလူမင်းမတယောက်ကဝိပြပြီးရရွှေတကောင်စီဒီပုံကိုခွတ်မှရိုက်နေကအမိုက်ပုံထဲကိုပြစ်တာတွေကတကယ်ကိုရုပ်ဆိုးအကြီးတန်းစေပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရရွှေတကောင်စီဒီတော်ပုံကိုတခါတုံးခွတ်မှပုံရိုက်နေထားတဲ့ရွှေပလင်စားတောက်ဆိုင်ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးထားခဲ့ပါဦး ရှင်အစောင်းနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်